အာဆာမီဖန်နီချန်ပီယံဖြစ်မဲ့အချိန်မီဆွတ်ပြောင်းမနေနဲ့ထုံးစံတိုင်းမှာစီးရီးပဲကြော်တက်သွားလိမ့်မယ် အာဆီယံပြိုင်ပွဲတွေကရာသီအစလေးနေရှိသေးတယ်သူတို့ချန်ပီယံဖြစ်ပြီဆိုပြီးတော့စွပ်ပျော်နေကြပါတယ်ဘယ်ဘက်ကနောက်ထပ်ကစားဖို့28ပွဲတောင်ကျန်သေးတာမို့တန်နေဖန်တွေတမထောင်ဆောင်းရလို့ဆိုရမှာဖြစ်ပါတယ်အာဆီယံကနှစ်တိုင်းဒီလိုပဲရာသီအစဆိုရင်ဆဆရာဖျောက်ပြူးနေတက်တာပါဒါပေမဲ့ရာသီသိမ်းပြီဆိုရင်စင်မြောင်ချီအမေရောက်မှတက်ဆိုလို့တိုင်ပတ်ရိုင်းထွက်သွားတက်တာထုံးစံပဲဖြစ်ပါတယ်လက်ရှိချန်ပီယံလည်းပါဦးတိုင်ပတ်နေတယ်ဆိုရင်လည်းအာဖန်တွေပျော်လို့မရပါဘူးဘာလဲဆိုတော့မန်စီးတီးကအရှင်ဦးကောင်းကောင်းနဲ့နောက်ကနေလိုက်နေလို့ပဲဖြစ်ပါတယ်ဆရာပဲမန်စီးတီးဆိုတာကပရီးမီယာလိဂ်ကိုထုံးလုံးမွေရေလုံးနောက်အချိန်မီဖလားတက်ယူနိုင်တဲ့အသင်းပါအာဆီယံကိုတာလီကျော်ဖြတ်သွားနိုင်စွမ်းသူတို့စီမှာကောင်းကောင်းရှိနေတာပဲဖြစ်ပါ ါတယ်။ချောင်းမလောက်ကွာနေတာကမှစီးတွတ်မှုကြောင့်မဟုတ်ပါဘူး။ဒီတက်အမှတ်ပေါ်ပြတ်တုံးကတော့မှစီးကအာဆင်နယ်ကိုရောက်အောင်ကြော်ဖြတ်ပြခဲ့ဘူးလားမို့ဒီနေ့လည်းဒါမျိုးဖြစ်လာနိုင်သေးရှိပါတယ်။မန်စီးတီကတော့ဆုံးစားခဲ့တဲ့၆ပွဲမှာ၅ပွဲထိနိုင်ပြီးလမ်းကြောင်းမှန်ပေါ်ပြန်ချလာနိုင်ပါတယ်။ရာသီအစောမှာတော့ကရလဒ်တီရင်းရင်ခဲ့ပေမဲ့ရရှိမှာတော့ပုံမကောင်းမွန်တဲ့ပုံစံကိုပြသထားနိုင်ပြီဖြစ်ပါတယ်။သူတို့မှာဂေါ်ဒင်ဆန်ဂျီဟာလန်ကလည်းရှိနေပါတယ်။ အာဆင်နယ်မှာမန်စီးတီးမှာရှိတဲ့အားသာချက်မျိုးရှိပါဘူးမန်စီးတီးတိုင်းစစ်မှာတလုံးစုံလုံးတစ်ထိရောက်ရောက်ဂိုးပြင်းပြောင်းလဲပေးနိုင်တဲ့ဟာလန်ရှိပါတယ်ဟာလန်ကတောင်းရှောက်မန်စီးတီးကိုထမ်းတင်ပေးနေပါတယ်ကမ္ဘာကောင်းဆုံးသားမဆိုတာအသင်းချင်းတွေမကောင်းတဲ့ AC မဲဆိုတာဟာလန်ကိုပြောတာဖြစ်ပါတယ်ဘောမားနဲ့မန်စီးတီးရဲ့ပွဲစဉ်မှာဟာလန်နှစ်ဂိုးသွင်းနိုင်ခဲ့ပြီးအကောင်းဆုံးခြေစွမ်းပြသသွားခဲ့ပါတယ်တရားဒီမှာဟာလန်ကမန်စီးတီးနဲ့နော်ဝေလေးစင်တို့အတွက်16ပွဲကစားပြီးချိန်25ဂိုးထိတောင်သွင်းယူထားနိုင်ပါတယ်တကယ်ကိုကျန်တဲ့ဂိုးသွင်းစွမ်းရည်ပဲဖြစ်ပါတယ်ပရီးမီယာလိမှာလည်းဟာလန်ကဂိုးသွင်းပြင်ဖြစ်ဖို့အခြေအနေကောင်းနေတာပါပရီးမီယာလိဂ်10ပွဲကန်13ဂိုးသွင်းဆိုတာကကြော်သင်းတွေရဲ့အသင်းလုံးပေါင်းသွင်းဖို့တက်ပုံများတာဖြစ်ပါတယ်ဘောမားက နိုင်ယူခဲ့တာဟာမန်စီးတီးအတွက်ဖက်ဖက်ကနေအပေါင်းလက္ခဏာဆောင်ပါတယ်ဘောမော့ကမပေးဆရာမှာထိတ်ဆုံးမိုက်ရောက်နေပြီးတင်းကြီးတွေကိုချင်းချောင်းနေနိုင်တဲ့အသင်းဖြစ်ပါတယ်ရိုင်ယိုလာလက်ထက်မှာဘောမော့ဘလောက်ကောင်းလင်းဆိုတာအားလုံးအမြင်ပါပဲမန်စီးတီးနဲ့ပွဲမတိုင်ခင်တပွဲလာရှုံးလာပြီးရှုံးထားတဲ့ပွဲကလည်းလေပါဦးပါဒီဘက်ကိုရှုံးခဲ့ပေမဲ့လည်း99ဆိုင်တဲ့ဆွမ်းဆောင်ရည်မျိုးကိုဘုံမောက်တို့ချပြနိုင်ကြတာဖြစ်ပါရင်ဒီလိုဖက်ဖက်ကနေကောင်းနေတဲ့အသင်းမျိုးကိုမန်စီးတီးကအမိုင်းမရှိထိန်းချုပ်ကစားပြီးအနိုင်ကျင်းခဲ့တာမျိုးကိုတော့ကောင်းပါရင်ပွဲစားဆက်ကနေမှရင်မန်စီးတီးဥဆောင်ရခဲ့ပြီးဟာလန်ကအပိုင်ကန်သွင်းယူခဲ့တာပါဘုံမောက်ကပြန်လည်ချေပါနိုင်ခဲ့ပေမဲ့ဟာလန်ကပဲထပ်မံဥဆောင်ကိုသွင်းယူပေးခဲ့ပေမဲ့ အဲ့တော့ online လေးကမန်စီးတီးအတွက်အတိုင်းသေးချာစီမဲ့ကိုကိုသွင်းပေးကြတာဖြစ်ပါတယ်။မန်စီးတီးကဒီနိုင်ဝဲအကြောင်းမပေးစရာအဆင်နဲ့နေရာတွေရောက်လာပြီးအာဆင်နယ်ကိုဖိအားပေးနိုင်ခဲ့တယ်လို့ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာလည်းရှိနေခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့တစ်ခုရှိတာကဟာလန်တူတူတော့ပဲလုံမဲမီကိုနေရတာမန်စီးတီးအားနေချက်ဖြစ်ပါတယ်။ဟာလန်ကိုပေါ်ပြောတဲ့ပွဲချင်ပေါ်တဲ့ပွဲဆိုရင်မန်စီးတီးရုံးကန်ရပါတယ်။ဒီတစ်ချက်ကလည်းမန်စီးတီးကဖက်ဖက်ကနေတိုးတက်လာတာကိုမြင်နိုင်မှာပဲဖြစ်ပါတယ်။